ဗကြာမင်းကြီးလူပြေရောက်လာပြီးတော့ဖရာကိုတော်မြတ်ထံဝင်လျှောက်တယ်အရှင်ဖရာတပည့်တော်အကြံကလေးတစ်ခုပေါ်လာလို့လျှောက်ထားခြင်းနဲ့အတွက်ရောက်လာရပါတယ်ဖရာဘာအကြံပေါ်လို့လဲကွဒီလိုပဲဖရာဒီကနေ့ဥယျံပြောပေါ်စားထွက်လာတာလမ်းလျှောက်စဉ်းစားခဲ့မိပါတယ်လောဘတဏမကုံလို့ခဏခဏဥယျံပြောပွဲစားထွက်ရတာပဲလောဘတဏကုံမှအေးမှပဲလို့ တပည့်တော်တွေးမိတယ်ဗျာဒါကြောင့်လောဘတဏ္ဏကုံညာဆိုတာနိဗ္ဗာန်လို့လဲကြားဘူးပါတယ်အဲ့ဒီနိဗ္ဗာန်ကြောက်မှာပဲအေးမယ်လို့တပည့်တော်သဘောပေါက်တယ်ဗျာဒါကြောင့်တပည့်တော်လဲတဏ္ဏကုံညာနိဗ္ဗာန်ရောက်ချင်းပြီဗျာဘယ်လိုလုပ်ရမလဲလို့ဒီလိုမေးတယ်နော် ဒီတော့ဖရာကိုယ်တော်မြတ်ကြီးကဖြေပါတယ်ခန္ဓာနောက်ကပပင်စတရားမလိုက်စေနဲ့ယူပက်ခန္ဓာဝေဒနာခန္ဓာသိညာခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာအဲ့ဒီခန္ဓာ၅ပါးနောက်ကတဘာဘာနောက်ကပပင်စတရားတွေလိုက်တယ်မဟုတ်လားတဏမာနာဒိဋ္ဌိ စာလို့ကြတော့ဧတံမာမဤသောဟာမသမီဧသောမေအတ္တစာလို့ရလေဧတံမာမဒါငါဥစ္စာဧသောဟာမသမီဒါငါกว่าလို့လက်မထောင်တာဧသောမေအတ္တဒါငါပိုင်ငါစုလို့ဒီလိုဒိဋ္ဌိနဲ့တွန်းမိုးတာနော်တဏမာနာဒိဋ္ဌိဒီသဘောတရားလေးတွေရှိတတ်ပါတယ်အရှင်ဘုရားဒီဥစ္စာကတော့လိုက်တယ်ဘုရား လိုက်လိုက်နေတယ်အရှင်ဘုရားရဲ့တခုမဟုတ်တခုတော့လိုက်တာပဲမလိုက်အောင်ဘယ်လိုလုပ်ရမလဲဘုရားမေတရားမင်းကြီးကအဲထပ်ပြီးတော့ရှောက်တယ်မလိုက်အောင်ဘယ်လိုလုပ်ရမလဲဘုရားဆိုတော့ဘုရားကိုယ်တော်မြတ်ကြီးကဖြေတယ်ခရဝေယမြင်အောင်ရှုဘယ်လိုတဲ့ဘုရားမြင်အောင်ရှု မဲပါဠိလိုပြောတာ တကယ်တော့ခရဆိုတာကကုံတာဝရဆိုတာကပျောက်တာကုံတာပျောက်တာမြင်အောင်ရှုပါတယ်ကုံတာပျောက်တာမြင်အောင်ရှုဩဩဩဒီမလာပြီနော်ဒီမှာအရေးကြီးတဲ့အပိုင်းရောက်လာပြီကုံတာပျောက်တာမြင်အောင်ရှုဟုတ်ကဲ့နော်ဘယ်အပေါ်မှာခန္ဓာဩခန္ဓာပေါ်မှာကုံတာပျောက်တာမြင်အောင်ရှု ဒီတခင်ဟောခန္ဓာ၅ပါးတဲ့ကအဥဆုံးဖြစ်တဲ့ရုပ်ခန္ဓာပဲဆိုပါတော့ရုပ်ခန္ဓာကိုရှုတယ်ဆိုရင်ကုံတာပြောက်တာမြင်အောင် ရှုဟောဒီလိုကိုရုပ်ရှုတဲ့အခါရုပ်တွေ့နေရမှာမဟုတ်ဘူးကုံတာပြောက်တာမြင်ရှုအော်အော်ဒီလိုပဲဒါတွေ့ပြီဒီလိုဆိုလို့ရှိရင်ဘုန်းကြီးတို့တက္ကသမတွေရှုတယ်ရှုတယ်ဆိုတာခန္ဓာ၅ပါးတဲ့ကရုပ်ရှုတယ်ဆိုတာရုပ်ကိုတွေ့နေရမှာလားကုံတာပြောက်တာတွေ့ရမှာလားကုံတာပြောက်တာ ာဒီမှာအင်မတန်ဟန်ကြသွားပြီဇာမင်းကြီးကခွန်ကြီးတို့အတွက်တရားဓမ္မတို့အတွက်ကိုးစားလျှောက်ပေးနေသလိုပဲနော်ကုံသွားတယ်ပျောက်သွားတယ်ကုံသွားတယ်ပျောက်သွားတယ်ကလေးတွေကပါတဲ့အနေအဆအဲ့ဒါလေးကိုတွေ့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 နေတာကပါတော့မက်ကာအဲ့ဒီကုံနာပျောက်တာကလေးတွေသစ္စာဖွဲ့ပါသစ္စာဒုက္ခသစ္စာတွေ့တွေ့နေတာကလေးကိုသစ္စာဖွဲ့ပါသစ္စာဩဒုက္ခသစ္စာကိုမက်ကာသစ္စာနဲ့တွေ့ဒုက္ခသစ္စာကိုမက်ကာသစ္စာနဲ့ အဲ့ဒါလို့တွေ့တာမဟုတ်လားဟောဒါပြင်ရပြီရပြီဒါပြင်ရုပ်ရှုတဲ့အခါရုပ်တွေ့ရမှာလားကုံတာပြောက်တာတွေ့ရမှာလားဝေဒနာရှုခြင်းရှုဝေဒနာတွေ့ရမှာလားကုံတာပြောက်တာတွေ့ရမှာလားဒီကုံတာပြောက်တာတွေ့ရမှာတင်ညာရှုခြင်းရှုတင်ညာတွေ့ရမှာလားကုံတာပြောက်တာတွေ့ရကိုသင်္ခါရရှုခြင်းရှုပါသင်္ခါရတွေ့ရမှာလားကုံတာပြောက်တာတွေ့ရမှာလားအော်စိတ်ရှုခြင်းရှုပါစိတ်တွေ့ရမှာလားကုံနာပြောက်တာတွေ့ရမှာလား အင်မတန်ကောင်းတာပဲဒီမှာရှုခင်းရှုွက်တည်းဘုရားကိုရောမြတ်ကြီးကပြောပြလို့အတိအကျသိနေရပြီမဟုတ်လားခန္ဓာနောက်ကပပင်စာတရားမလိုက်စေနဲ့ဒီတော့တရားမင်းကြီးကထပ်ပြီးတော့လျှောက်တာလိုက်လိုက်နေတဲ့အရှင်ဘုရားမလိုက်အောင်ပဲလို့လုပ်ရမလဲလို့ဆိုတော့ဘုရားကဘယ်နဲ့ဖြေခရဘုရားဘုရားရှု ဘာသာပြန်ပြောမယ်ဆိုရင်ကုံတာပြောက်တာမြင်အောင်ကိုဒါမှမဟုတ်ပြောနေကြသကလုံးနဲ့ပြောရင် ဖြစ်တာပြက်တာမြင်အောင်ဟုတ်တယ်ဖြစ်တာပြက်တာသာမြင်အောင် ရှုနေလို့ရှိရင်ပပ္ပစတရားတွေမလိုက်ဘူးမလိုက်ဘူးကဲတခုကိုဘုန်းကြီးတို့ရှုပြမယ်ကဲရုပ်ကိုရှုမယ်မဟုတ်လားရုပ်တရားလေးတွေကတင်းငိန်နေမှာလားဖြစ်ပြက်နေမှာလားရုပ်တရားတွေကအဖြစ်အပျက်ရှုတဲ့ညာကမဲဟုတ်တယ်နော် ယုတ်တရားလေးတွေဖြစ်ပြနေတာဗာနဲ့မြင်နေတော့ညံနဲ့မြင်ယုတ်တရားလေးတွေမြင်တာလားအဖြစ်ပြမြင်တာလားဟုတ်တယ်ယုတ်တရားကြီးမြင်နေုံနဲ့တော့မမှန်သေးပါဘူးယုတ်တရားမြင်ရမှာလားယုတ်တရားတွေဖြစ်ပြနေတာမြင်ရမှာလားဟုတ်တယ်မတည်ငြိမ်ပဲပြောင်းလဲဖြစ်ပြနေတာဗာတဲ့လို့ရမယ်မြင်ရမှာဗာနဲ့မြင်ရမယ်ညံနဲ့မြင်ရမယ်ယုတ်တရားတွေဖြစ်ပြနေတာကဗာသစ္စာမြင်တဲ့ညံကဗာသစ္စာဟုတ်တယ် ရုပ်တရားဒီအဖြစ်ပြက်ကိုညံ့နဲ့မြင်းပြီးတော့နေတဲ့အခိုက်ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဒီလိုမြင်းပြီးတော့နေတဲ့အခိုက်ဒီပုဂ္ဂိုလ်တန်တန်လောဘတဏ္ဍာလာလို့မရဘူးလောဘတဏ္ဍာအလာလို့မရဘူးဘာဖြစ်လို့လဲဆိုတော့လောဘတဏ္ဍာဆိုတာကလည်းနံတရားမဟုတ်လားလောဘတဏ္ဍာဆိုတာကလည်းမြင်းနဲ့ညံကလည်းနံတရား ေးလောဘတဏှာလေးလာရင်တော့ဘယ်ပေါ်မှာလာမလဲဟာတရားဝိသုဘောမှာလာမှာလူချင်တာလေးကဒီဟာတရားဝိသုဘောမှာမဟုတ်လားမြင်တဲ့ညာကလည်းဘယ်ပေါ်မှာဖြစ်တာတော့ဟာတရားဝိသုဘောမှာဖြစ်တယ်ဆိုတော့နန္တရားတို့မြည်သည်နခုတပြိုင်တည်းဖြစ်ရမရှိဘူးနန္တရားတို့မြည်သည်နခုပြိုင်၍ဖြစ်ရမရှိဘူးဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဒီလိုမြင်နေတဲ့အခိုက်လေး အဲ့ဒီအချိန်မှာဒီပုဂ္ဂိုလ်တဏ္ဍလောဘတဏ္ဍလာလို့ရရဲ့လားမရပါဘူးဒီလိုဆိုရင်ပပ္ပစတရား၃ပါးတည်းကတဏ္ဍမာနာဒိဋ္ဌိတဏ္ဍဆိုတာလောဘဟုတ်တယ်မဟုတ်လားအဲတဏ္ဍနဲ့လောဘနဲ့အတူတူပဲမဟုတ်လားညလောဘတဏ္ဍဝင်လို့ရရဲ့လားဟဲ့လောဘတဏ္ဍမှဝင်လို့မရပဲနဲ့မာနာဒိဋ္ဌိတို့ကလာလို့ရအောင်မလားမရဘူးလေမာနာဒိဋ္ဌိတို့ဆိုတာသူ့ရဲ့လက်အောင်မဟုတ်လား လောဘစိတ်၈ပါးရှိပါတယ်။တဝက်ခွဲရင်ဟိုဘက်၄ပါးဒီဘက်၄ပါးဟိုဘက်၄ပါးထဲမှာမာနရှိတာပေါ့။ဒီဘက်၄ပါးထဲမှာဒိဋ္ဌိရှိတယ်။အဲ့ဒီ၈မျိုးလုံးကိုတွန်းပို့တာကတဏှာ။ တဏလာလို့မရရင်တဏကြောင့်ဖြစ်ရမယ်ဥပါဒံကိုဖြစ်ဦးမလားဖြစ်ပါဘူးဘယ်ဥပါဒံမှမဖြစ်ပဲနဲ့ဥပါဒံကြောင့်ဖြစ်ရမယ်ကမ္မဘဝကိုဖြစ်ဦးမလားဖြစ်ပါဘူးဒါလို့ဆိုရင်ဖြစ်ပြမယ်ဖြစ်ပြမယ်ဖြစ်ပြမယ်နဲ့မြင်နေတဲ့အခိုက်မှာနာဥပါဒံကမ္မဘဝဆိုတဲ့သမှုတရားသစ္စာတွေလာသေးလားမလာဘူးအဲ့ဒါလို့ဆိုရင်သမှုတရားသစ္စာတွေကြောင့်ဖြစ်ရမယ်နောင်လာမယ်အနာကကာလနံပါတ်၄ကွယ်တဲ့ကဇာတိသရမရဏတို့ကိုပေါ်ဦးမလား အဲ့ဒါတွေကဘာသစ္စာဒုက္ခသစ္စာဒါပြန်ဒုက္ခသစ္စာတွေလည်းမပေါ်တော့ဘူးခြုံရင်းယုတ်သိမ့်ကုန်တော့တာပေါ့ဒီဖြစ်တာနဲ့ပြက်တာဟာပုဂ္ဂိုလ်သရဝါတွေလားမှန်ပါဗျာယောက်ျားမိန်းမတွေလားမှန်ပါဗျာလူနတ်ပြမာတွေလားမှန်ပါဗျာဘာတွေပါလိမ့်အဲဓမ္မတွေပေါ့နော်ယုတ်ကိုရှုတယ်ဆိုရင်နော်ယုတ်ဓမ္မယုတ်ကိုရှုရင်ယုတ်ဓမ္မနာန်ကိုရှုရင်နာန်ဓမ္မဒီတော့ဒီလိုပြောလိုက်တာပေါ့ဓမ္မတွေပဲပေါ့ ဖြစ်ပြနေတာတွေဘာတွေပါလိမ့်ဓမ္မတွေပဲလို့ဒီလိုသိလာရင်ပါတိဋ္ဌိစင်သက္ကာယဒိဋ္ဌိစင်ဟာဒိဋ္ဌိမှာစင်လို့ရှင်ဒိဋ္ဌိနိရောဓခောဝိသိကိစ္စနှုတ်ပိစတိဝိသိကိစ္စပါရော့ပါတယ်ဒိဋ္ဌိမှာစင်လို့ရှင်ဝိသိကိစ္စပါရော့ပါသွားတယ်ဆိုတော့ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်သွားတာပေါ့ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်တဲ့ပုဂ္ဂိုလ်ပါပုဂ္ဂိုလ်သောတာပန်ပုဂ္ဂိုလ်ဒိဋ္ဌိနဲ့ဝိသိကိစ္စပြုတ်တဲ့ပုဂ္ဂိုလ်ပါပုဂ္ဂိုလ် ဒါပဲသောတာပန်ဖြစ်ဖို့လမ်းစဉ်ဟာဒါပဲပေါ့ဒီလိုဆိုရင်ဘုန်းကြီးတို့တရားဓမ္မတွေဒီသောတာပန်မဖြစ်နိုင်ဘူးလားမဖြစ်နိုင်ပါဘူးဖြစ်နိုင်တာပေါ့အခုဖြစ်ပျက်ကိုဖြိုင်ဖြိုင်မြင်ဖို့ပဲမဟုတ်လားမှန်ပါဘူးဒါပဲဥတုဇဉ်ဘွားကနေပြီးတော့သောတာပန်ဖြစ်တဲ့ဥစ္စာပဲเนาะအခုတိုင်းဆိုလို့ရှိရင်ခန္ဓာနောက်ကပပင်စာတရားမလိုက်စေဖို့ပဲမဟုတ်လားဟုတ်တယ်မလိုက်ဖို့ပဲလိုအပ်တယ်